အားလုံးပဲမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါဘာဆိုနာအသင်းပြိုင်သက်တွေအတွက်တော့ဒါသတင်းကောင်းအနေနဲ့အခုလက်ရှိမှာဒါအချီနဲ့ပွဲမှာဒိုင်းယာပြဿနာအချို့ကနေပြန်ကောင်းလာမဲ့ဒါသတင်းကောင်းတွေအများကြီးရှိတယ်ဒါအချီနဲ့ကံမဲ့ပွဲကိုသူတို့တနင်္ဂနွေနေ့ပေါ့လေဒါကျွန်တော်တို့ဒေတာဆန်တော်ချင်းဒါဘယ်လိုပြောမလဲညပိုင်းပေါ့လေညပိုင်းပေါ့လေဒါဒီတနင်္ဂနွေနေ့ညည7 စနစ်15လောက်ထင်တယ်သူတို့ရှိမှဆိုတော့ညညနေ9နာရီကျော်ခွဲလောက်9နာရီကျော်လောက်ရှိမယ်အဲ့ဒီချိန်မှာဘာဆိုနာကအေချီကိုအိမ်ခွင်းမှာခံရမယ်အိုက်ပွဲမတိုင်ခင်မှာကလပ်ဖက်ကအခုလက်ရှိအနေထားအရဘာဆိုနာဆေးအဖွဲ့ကနေအတီးပြုတ်ပေးတဲ့အချက်ကဒန်နီအိုဘိုနဲ့လေဗန်ဒေါစကီတို့ကဘာဆိုနာရဲ့ဒါအက်ချီနဲ့ကစားမဲ့ပွဲစဉ်တွေ Green Light ရရှိခဲ့ပြီးတော့သူတို့နှစ်ယောက်ပြန်ပါနိုင်မယ်ဆိုတဲ့အချက်ပဲဆိုတော့ဘာဆိုနာအသင်းကလည်းအခုလောလောဆယ်မှာဒဏ်ရာပြဿနာတွေအများကြီးပဲဒါလက်ရှိမှာ ဒါသူတို့ကိုယ်တိုင်ကလည်းဒါလက်ရှိအနေထားရာ injury ပြဿနာတွေအများကြီးရင်ဆိုင်နေရတဲ့အချိန်မှာသူတို့ဘက်ကအဲ့ဒဏ်ရာပြဿနာတွေကိုဖြေရှင်းဖို့အတွက်သူတို့မှလည်းဒါပြီးခဲ့တဲ့ air classico ဆိုရင်ဒါသူတို့ဒဏ်ရာတွေအများကြီးရှိထားတာဆိုတော့အခု Lewandowski ပြန်ကောင်းပြီသူကတော့ Poland နဲ့ World Cup qualifying သွားကစားရင်ဒဏ်ရာရသွားတဲ့အတွက်၃ပတ်နားရတယ်လက်ရှိမှာအခုလက်ရှိဒဏ်ရာပြဿနာရာ Barcelona ကအခုလောလောဆယ်အနေထားရတော့ပြန်ပါနိုင်တဲ့အချိန်နေပေါ့လေပြန်ပါနိုင်တဲ့အချိန်မှာ Dani Olmo ရော နောက်တစ်ဖက်က Lewandowski ရော၂ယောက်စလုံးဒီပွဲအတွက် ready ဖြစ်မယ် Ferran Torres ကပြီးခဲ့တဲ့ပွဲစဉ်တွေကပါထားပြီးဖြစ်တဲ့ချိန်မှာ Barcelona အသင်းရဲ့ဒဏ်ရာပြဿနာတွေထဲမှာတော်တော်လေးတော့လူပြန်ဆုံလာပြီဆိုတဲ့သဘောတရားကိုဖော်ပြထားတယ်။ဒါကလပ်ရဲ့ report ရဆိုရင် Barcelona အသင်းကအခုလောလောဆယ်မှာဒါ Lewandowski ကို ပြန်သုံးနိုင်မယ်။ ဒန်နီအော်မိုကိုပြန်သုံးနိုင်မယ်အစောပိုင်းတည်းက injury ကနေပြန်လာပြီးသားဖြစ်တဲ့ထဲကယမားတို့ဖမင်းလိုပတ်တို့ဒါတစ်ဖက်ကဒီဖရန်ထော်ရက်စ်တို့ကြောင့်သူတို့မှာတော်တော်လေးပြန်တောင်းတင်းလာမယ်အခြေအနေဒီနေရာမှာကလပ်ဘက်က73ယောက် injury ဖြစ်တယ်ပြီးခဲ့တဲ့3လအတွင်းမှာအခုလောလောဆယ်အနေထားရတော့လက်ရှိ report ရဆို first team player အများစုပြန်ဆုံတော့မယ် တစ်ဖက်ကသူတို့ရဲ့အဓိကကစားမှာရာဖင်ညာလောက်ပဲမသေးကြတဲ့အခြေအနေမျိုးရှိပြီးတော့ဖရန်သေးကြပေါ့ပါမယ်ဒါယမအခုလောလောဆယ်မှာ medical condition တော်တော်လေးကောင်းသွားပြီယမကအခုဒီ el clasico ပွဲမတိုင်ခင်မှာရောတစ်လျှောက်လုံးမှာ100% fully fit မဖြစ်ခဲ့တဲ့အချိန်မှာ club ဘက်ကသူ့ရဲ့တရားခံတော့ကြန့်ခိုင်မှုအခြေအနေကိုအခုလောလောဆယ်ကျေနပ်စရာကောင်းလာတယ်ဆိုတဲ့အချက်ကြောင့် el chine ပွဲမှာ lewandowski ရောဒီ famin lopez ကပါထားပြီးသားမှာ danny omo ပြန်ပါမယ် ဒန်နီအိုမိုနဲ့လီဗန်ဒေါစကီပြန်ပါပြီးရာဖီညာကတော့မသေးကြသေးတဲ့အကြောင်းနဲ့အခုလောလောဆယ်ထိတော့ကြန့်ခိုင်မှုရသူတို့လူဆုံးတက်ဆုံးပြန်ပါမယ်ပေါ့လေဆိုတော့ဘာစလိုနာကအခုဒီတစ်ပတ်မှာအချီကိုကစားပြီးတာနဲ့ဝေးကွင်းမှာဒါကလပ်ဘရူးကိုအဝေးကွင်းသွားကံမဲ့ဆယ်တာဗီဂူကိုအဝေးကွင်းကံမဲ့အတ္တလတိကလပ်ကိုထပ်ကံမဲ့ပြီးရင်ချယ်လ်စီဆိုတော့ international break မတိုင်ခင်မှာဘာစလိုနာကကလပ်ဘရူးကိုအဝေးကွင်း နောက်တစ်ဖက်က Celtic ကိုကိုအဝေးကွင်းဆိုတော့ကြားထဲမှာသူတို့အိမ်ကွင်းဖြစ်တဲ့ဒါဒီလက်ရှိ Olympic ကွင်းမှာအချီနဲ့ကမ်းမယ်ဆိုတော့ Lewandowski ပြန်လာမယ်ဆိုရင်ဘာဖြစ်ဖြစ် club ဘက်ကဂျင်းနဲ့ဆရာဖြစ်ပြီးတော့ Dani Olmo ပါပြန်လာမယ်ဆိုတော့ club ကအခုလောလောဆယ်မှာ Eric Garcia ကိုတက်တန်းတိုးဖို့သဘောတူလိုက်ပြီး Frankie De Jong လည်းတက်တန်းတိုးဖို့သဘောတူပြီးနှစ်ယောက်စလုံးမကြမီမှာကြီးညာမယ်စာချုပ်တက်တန်းကုံဆုံးမဲ့ ဒီဒီ Andrea Christensen ကိုတော့သူတို့ဘက်ကလောလောဆယ်မှာဆုံးဖြတ်ချက်မချထားသေးဘူးလို့ဖော်ပြထားပြီးတော့ကလပ်ဘက်ကအပြောင်းလဲတွေအများကြီးပြုလုပ်သွားနိုင်ပွဲရှိတယ်။အခုလောလောဆယ်အနေထားရဒေကိုနဲ့လာပိုတာတို့ဘက်ကတော့ဒဏ်ရာပြဿနာတွေကိုပဲအဓိကဖြေရှင်းနေတယ်လို့ဆိုတယ်။ဆိုတော့ဟိုသူတို့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာလူမဆုံတပ်ဆုံနဲ့အဓိကဘောလုံးပွဲတစ်ပွဲမှာအသင်းတစ်သင်းအတွက် injury ဖြစ်ရင်တိုင်ပတ်တာပဲ။ ဒီကကစားမတွေအကုန်တိုင်ပတ်နေတဲ့အချိန်မှာအဲ့ဒါကသူတို့အတွက်ရော struggle ဖြစ်တဲ့အချက်ပဲဆိုတော့ Lewandowski ပြန်ပါရဆို Lewandowski နဲ့ Frank ကတိုက်စစ်အတွက် Dani Olmo က10ရိုးမှာ Firmino နဲ့တွဲလို့ရတယ် Rashford ကတော့သူ့ရဲ့ပုံစံကောင်းပြနေပြီးတော့ဟိုဘက်က Yama ဆိုရင်ဒါ Barcelona အတွက်တော်တော်လေးအသက်ချူဆောင်စရာဖြစ်ပြီးတော့ HE ပါဝင် Champions League နဲ့ရာသီဒီ International Break မတိုင်ခင်မှာလူစုံတက်စုံဖြစ်နိုင်ဖို့အနည်းဆက်ဆုံးရောက်လာပါပြီအားလုံးကျေးဇူးတင်ပါတယ်